င်္ဂလာပါရှင်မူမချင်းအပစတာတော်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခေါက် reading ကကိုဘွားလေးကိုပေါ့နော်နောက်ထပ်ဝင်လာမယ်ချစ်သူကဘယ်လိုလိုမျိုးဖြစ်မလဲသူနဲ့ကိုနဲ့ဆက်ဆက်ရင်ရရောရေရှည်အဆင်ပြေမလားပေါ့နော်အဲ့ဒါလေးကိုဟိုဖတ်သွားပေးမှာဖြစ်ပါတယ်ဒီမှာ pine 1 pine 2 pine 3သုံးခုရှိရပေါ့နော်အဲ့ဒီနေရာမှာကိုနဲ့ energy resonate ဖြစ်တဲ့ဆိုတဲ့ကတ်လေးတစ်ခုကိုရွေးပြီးတော့ဖတ်လို့ရပါတယ် ီမှာဆိုရင်ဒီ Empress Card ကကြတော့ Pine 1 The Queen of Cups ကကြတော့ Pine 2 The Magician ကကြတော့ Pine 3ပေါ့နော်ဒီတရားရင်တကယ်ရွေးပြီးပါရင်မယ်ရီလို reading လေးစားလိုက်ရအောင်။ခင်ဗျားဆိုမယ်ရီလို reading လေးစားလိုက်ရအောင်เนาะဒီမှာ find one တမားရေတော့ပေါ့เนาะဒီ empress card လေးရွေးလာတဲ့သူတွေအတွက်အရင်စားစားဖတ်ပြီးမယ်เนาะ ကူဝန်သမားတွေကလေအတိတ်မှဆိုလို့ရှိရင် relationship နဲ့ပတ်သက်ပြီးတော့နာကျင်ခဲ့ဘူးကကိုအနေနဲ့ပေါ့နော်ပြောရရင်အရင်ကအဆင်မပြေခဲ့တာကြီးကြုံခဲ့ဘူးကခါကြတော့ trust issue တွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီတစ်ခေါက်ကြလို့ရှိရင်တော့ငါတေချာစောက်ကြည့်တော့မယ်ဟိုအရင်လိုမျိုးလွယ်လွယ်ကူကူမယုံကြည်တော့ဘူးပေါ့နော်လူတစ်ယောက်ကကိုယ့်ပုံမှာကောင်းနေဆိုလို့ရှိရင်တော့မှဒီလူကဟိုတကယ်ရော ကိုပေါ်မှာကောင်းရလားပေါ့နော်အစပိုင်းမှာကောင်းလားလားဒါမှမဟုတ်လို့ရှိရင်ဟိုအစပိုင်းမှာကောင်းပြပြီးတော့နောက်ပိုင်းကြလို့ရှိရင်ဩအရင်ပုံစံမျိုးပဲခိုင်လိုက်လို့မျိုးပဲပြောင်းလဲသွားမလားပေါ့နော်သူလိုချင်တာရောက်လာပြီးရင်ကိုပေါ်မှာအချိုးရည်များ ပြောင်းသွားမလားပေါ့နော်အဲ့လိုမျိုးအများကြီးတွေးနေတာမျိုးပေါ့နော်ဟိုမယုံကြည်ရဲဟို အဲအဲ့လိုမျိုးချင်းချင်းနေတာမျိုးအဲ့ဒီ energy မျိုးမြင်ရပါဘောနော်ကိုကိုတေချာဒီမှာဆိုရင် cut လောက်တာလေတေချာလေးစောက်ကြည့်မှာဘောနော်ဘလောက်ပဲကိုပေါ်ကောင်းနေဖြစ်ပါစေဒါကိုတို့ရေရှည်ရော ရေရှည်မှာရောငါပေါ်မှာဒီလိုမျိုး ကောင်းပါမလားဘောနော်အဲ့လိုမျိုးတွေးနေတာမျိုးမြင်ရတယ်ဒီမှာဆိုရင်အာသူတို့ရဲ့ group band တမားရဲ့ next level ရဲ့ energy ကကြောက်လေအရင် stable ဖြစ်တဲ့ဘောနော် maybe ကိုပေါ်ကမှာဟိုအရင်ကတည်းကဘောနော် ကိုလိုချင်ခဲ့တဲ့အဲကိုမျှော်လင့်ခဲ့တဲ့ကိုမန်နီဖက်စ်လုပ်ခဲ့တဲ့လူမျိုး ဖြစ်လိမ့်မယ်ဒီလူကလေအရန်ကိုရင့်ကျက်တယ်နောက်ပြီးရင် stable ဖြစ်တဲ့ပုံတော့ခဏခဏအပြောင်းလဲမျက်နှာမျိုးဟိုခုံဒီခုံအဲ့လိုမျိုးပြောင်းလဲမြန်တာမျိုးမရှိဘောနော်သူ့အနေနဲ့လေအရန်ကိုဟို attractive ဖြစ်တာမျိုးထပ်ဆိုင်ရင်ဘောနော်ဒီမျိုးခက်အေးအေးစစ်စစ်တမာမျိုးပဲဖြစ်မှာဘောနော်အေးအေးစစ်စစ်လေးနဲ့ ဟို commitment နဲ့ပတ်သက်လို့ရှိရင် serious ဖြစ်တဲ့လူမျိုးပေါ့နော်အဲ့လိုလူမျိုးဖြစ်မယ်နောက်ပြီးလို့ရှိရင်တစ္ဆာတရားကိုလေအရန်တန်မှုထားရပေါ့နော်သူခုတွေ့ပြီးဆိုအောင်နဲ့ကိုနဲ့ဆောက်တွေ့ပြီးဆိုအောင်နဲ့သူအနေနဲ့ရေရှည်အထီးကိုတိကျစဉ်းစားပြီးတော့ကိုတွဲတာပေါ့နော်အဲ့လိုမျိုးဒါပေမဲ့လေ तू ကပါဇက်ကနေရောအရင်အချစ်ကိုထုံးမပြတတ်ဘူးပေါ့နော်။ तू ရဲ့ဒီဂယူဆိုင်မှုတွေ၊ तू ရဲ့လုံရက်တွေနဲ့ပဲ तू ကဂယူဆိုင်ပြမယ်လို့မျိုးပေါ့နော်။အရင်လဲရိုမန်တစ်ဆန်မှာတော့မဟုတ်ဘူး။ ဒါပေမဲ့ဟိုကုပုံမှာတော့တစ္ဆာရှိတယ်ပေါ့နော်ပြီးရင်ငွေရေးကြေးရေးအရဆိုလို့ရှိရင်လည်းပြီးဆုံးတဲ့လူမျိုးဖြစ်နိုင်မယ်ပေါ့နော်သူရဲ့ဘတ်ချက်တွေသူရဲ့ဒီ rising sign တို့ moon sign တို့ sun sign တို့မှာလေ Taurus, Virgo, Capricorn အနေကြီးတွေစိုးမိုးစိုးမိုးမှာပေါ့နော် Mercury ဒီမှာ S sign အနေကြီးတွေတွေ့တယ် ုနေနံကောင်လေဟော trust issue တွေရှိရဆိုပေမဲ့သူနဲ့ကိုနံကောင်လည်းဒီကံကြမ္မာနေပြီးတော့ချမှတ်ပေးတာတဲ့ဖူးစပဲပေါ့နော်တရားနဲ့တယောက်ချာမှာ attraction လည်းရှိတယ်ရေရှည်လည်းအဆင်ပြေတယ်ပေါ့နော်။နောက်ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကနောက်တစ်ခါ nine of cups ကြာတယ်ပေါ့နော်။ nine of cups ဆိုတော့ emotion အရာဆိုရင်တရားနဲ့တယောက်ဒီ fulfill ဖြစ်မယ်။ကိုယ့်ရဲ့ကိုယ်အတွက်စိတ်ချမ်းသာရမယ်။ဒီလိုကကိုယ့်အတွက်ကိုလေ စိတ်ရငြိမ်းချမ်းခြင်းနေနောက်ပြီးရင်ပြောရင်ပူလောင်ရတာမျိုးမရှိဘူးပေါ့နော်သူနဲ့တွေ့ရခါမှာကိုယ်အနေနဲ့စိတ်အေးရမှာပေါ့နော်စိတ်အေးရမှာနောက်ပြီးရင်ဖြူဆိုင်မှုတွေခံရမှာပေါ့နော် emotional fulfillment ဖြစ်မှန်းဆိုတဲ့ energy မျိုးဒီမှာမြင်ရတယ်ပေါ့နော်ခေတ်အားဆိုရင်မျိုး oracle ကလေးကြည့်လိုက်ရအောင် oracle ကကြာ let your friends help you တငယ်ချင်းတွေ ကကူညီပါစေတဲ့ as for an access support from from adas or ကကရဆိုရင်နေမရီဒီမှာမြင်လာသူနဲ့ကိုနဲ့ကဒီ social connection တွေကနေပြီးတော့တဆင်တွေ့ကြမှာပေါ့နော်ဟို maybe အာ mutual friend တွေကနေတဆင်ဒါမှမဟုတ်ငွေချင်းတွေနဲ့တွားလာစားတောင်းရင်းနဲ့မှာပေါ့နော်အဲ့လိုမျိုးဟိုတိလာမဲ့ relationship မျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ် ဒါမှမဟုတ်လို့ရှိရင်တခြားတွေးဆောင်ပွဲတွေအဲလိုမျိုး social gathering တွေပေါ့နော်အဲ့ဒီကနေပြီးတော့သူနဲ့ကိုယ်နဲ့ဆုံမယ်တဲ့ပြီးတော့ကိုယ့်ရဲ့ energy ကိုလည်းပေါ့နော်ဟိုအရင်ဆုံးကဒီရှိခဲ့ပူတဲ့ trust issue တွေကြောင့်ပေါ့နော်ကိုယ့်နှလုံးသားမပိတ်တာပဲနဲ့ပေါ့နော်ဖြစ်နိုင်လို့ရှိရင်ဒီလူကောင်းတရားဝင်လာဝင်လာတဲ့ခါကြလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့နှလုံးသားတကားကိုဖွင့်လာပေးပါဆိုပြီး universe ကနေပြီးတော့ပေါ့နော် message လေးပေးတာပါလေဒါလေးကတော့ဖိုင်ဝန်တော် reading ဖြစ်ပါတယ် ဒါကြတော့ Queen of Cards group တူရွေးလာတဲ့သူတော့ပါ group သူတွေရဲ့တပတ်လူပါပေါ့နော် Mary ဒီမှာကြည့်ရတော့ဆိုလို့ရှိရင်သူကလူတွေပေါ်မှာအရန်ကုညီပေးတဲ့လူမျိုးဖြစ်လိမ့်မယ်နောက်ပြီးတော့သူကအမ်ပက်တရားပေါ့နော်သူများတွေရဲ့စိတ်ခံစားချက်တွေကိုလေအရင်နားလဲပြီးတတ်တယ်ကိုချင်းစတတ်တယ်ပေါ့နော်အာ maybe သူပေါ့ဝင်ချင်းမှာဆို သူများရှင်ဖွင့်တာသူများဟို ဟိုတိုင်မင်လာမှန်မများဘောနော်အကြဉဏ်ပေးနားထောင်ပေးတဲ့လူမျိုးဖြစ်မယ်လူချင်းလူခင်များမှာဘောနော်ပတ်ဝန်းကျင်မှာဆိုလို့ရှိရင်လည်းဒီဟိုသူငယ်ချင်းတွေများမှာနောက်သူ့ချစ်တဲ့လူတွေများမှာကိုယ်ဟာလေသူ့နဲ့တွေ့တဲ့အခါမျိုးဆိုလို့ရှိရင်ကိုကိုယ်တိုင်ကလည်းလူတွေရဲ့ဒီချစ်ခင်အလေးထားခြင်းကိုခံရမှာပါကြောက်လို့ဆိုတော့သူကဆုဆရဲ့ဒီမှာလေဟိုနမေကောင်းရှိရပါတော့ပြောရရင်သူရဲ့ကိုချင်းတရားနဲ့ပတ်သက်ပြီးနမေကောင်းတော့လေကိုတိုင်က ကိုယ်တိုင်ကလည်းဒီပန်းနေရဲ့အနာမနေလို့ရှိရင်ပန်းရနဲ့မှွေးတလို့မျိုးပဲသူ့နာမနေရဲ့ခါဆိုလို့ရှိရင်ကိုကလည်းဟိုလေးစားခံရမှာပေါ့နော်မယ်ရီကူနာပြောလို့မျိုးပဲကွာကောင်းတဲ့တင်တဲ့နာမည်ကြီးရဲ့ခါကြတော့ကိုယ်တိုင်ကလည်းသူ့ပေါ့ဝင်ချင်တဲ့လူတွေကကိုယ်တလေးတစားဆက်ဆံရမှာပေါ့နော်မယ်ရီအဲ့လိုမျိုးမြင်ရတယ်နောက်ပြီးတော့သူ့ရဲ့အလောက်ကိုင်းကလည်းအာ maybe healing နဲ့ပတ်သက်ပြီးလောကဖြစ်ဖို့များတယ်။သူကဒီမှာ healer ပေါ့နော်။ Mary မြင်ရလောက်ဆိုရင် ဒီလောကကြီးကိုလူတွေရဲ့အကျိုးပြုဖို့ကိုသူကရောက်လာတဲ့လူမျိုးပေါ့နော်အဲ့လိုမျိုးဥပမာဆိုမော်မယ်ရီဒီမှာမြင်ရသလောက်ဆိုရင်သူ့ရဲ့အလောက်ကိုင်းဆိုအာဆရာဝန်တို့ဒါမှမဟုတ် dentist တို့ now spiritual နဲ့ပတ်သက်တာတခုခုပေါ့နော် life coach တို့အဲ့လိုမျိုးဖြစ်နိုင်တယ်အဲ့လိုမျိုး now psychology နဲ့ပတ်သက်တဲ့အရာတွေမှာပေါ့နော်အိန္ဒိယမှာသူကပါရမီပါတယ်ထူးချွန်တယ်အဲအဲ့လိုမျိုးနောက်ပြီးရင် ဒီမှာတွေ့ရလောက်ဆိုရင် Pisces energy တော်တော်လေးကိုဟိုများရပေါ့နော် maybe သူရဲ့ sun sign moon sign ဒါမဟုတ်လို့ရှင်ဒီ rising sign မှာပေါ့နော် Pisces ပါနိုင်တယ်ဒါမဟုတ်လို့ရှင် water sign တခြား water sign ပေါ့နော် Cancer Scorpio ဖြစ်နိုင်တယ်သူက relationship တစ်ခုကိုဆိုလို့ရှိရင်ဖြည်းဖြည်းလေးနဲ့အေးဆေးသွားတဲ့လူမျိုးပေါ့နော်မလိုဘူးဒါပေမဲ့သူနဲ့ကိုယ်နဲ့ကဒီမှာ မိသားစုဘဝတစ်ခုလောက်ထိပေါ့နော်တွားနိုင်တယ် life partner လောက်ထိကို ဖြစ်နိုင်တယ်ပေါ့နော် memory ဒီမှာကြည့်ရကြရဆိုလို့ရှိရင်ပြီးတော့ဒီမှာဆိုဆိုရင် the lover cat သူနကုနကအကန့်ကျမရည်သားပြီးတဲ့အာဖူးစာပေါ့နော်တန်းတယောက်တိုက်ချင်တော့မတူဘူးအာတယောက် တွေးခေါ်တဲ့ပုံစံအာကိုချင်း ဟိုဒီမော့ဒီ personality တွေကိုယ့်ရဲ့ကိုယ်တွေတွေကမတူဘူးဒါပေမဲ့အခြေခံတန်မိုးထားတဲ့အရာချင်းကတူရပေါ့နော်တဲ့နှစ်ယောက်စလုံးကယူတာမှုကိုတန်မိုးထားတယ်ယုံကြည်မှု trust ပေါ့နော် trust and respect ကိုအရန်တန်မိုးထားတဲ့သူနှစ်ယောက်ဖြစ်တယ်အဲ့မျိုးဆိုတော့ character မတူရင်တော့မှဒီအခြေခံတန်မိုးထားတဲ့အရာတူရတူနဲ့ကိုယ်နဲ့နှစ်ယောက်ကလေအရန်ကို ပြောရရင်ဟိုပေါင်ဖတ်မိွားရပေါ့နော်အဲ့လိုအနေကြီးမျိုးမြင်ရပြောဒီမှာ7 opportunity ကကြာ reward တခုပေါ့နော်ဒီဆက်ဆက်ရေးကကိုယ်တို့စုကြည်တခုပြန်ရမှာပေါ့နော်အချိန်နဲ့လို့ရှိရင်ဒီကတ်တွေရအောင်ဆိုလို့ရှိရင်ဒီကတ်တွေကအရင် beautiful ဖြစ်တယ်ပေါ့နော် တယောက်ဆိုတော့လေဥမာ energy imbalance ဖြစ်တာမျိုးမမြင်ရဥမာတယောက်က manipulate လုပ်တာမျိုးအမျိုးတယောက်က ego တမာဖြစ်နေတာမျိုးအတ္တတမာဖြစ်နေတာမျိုးအမျိုးမမြင်ရဘယ်နဲ့လေဟိုအပေးယူမျှရတယ် beautiful အရင်ဖြစ်တဲ့ energy မျိုးမြင်ရပေါ့နော်ကက်လေးအရင်လှတယ်အာအဆိုမရီ oracle ကက်နောက်ဆုံးလေးနဲ့ကြည့်ပေးမှာနော် kingdom open mind နဲ့ဥမာ your soulmate may differ from your usual client expectation နဲ့ ိုကသူနဲ့တွေ့ရခါကျရင်တော့လေအော် तू ကငါကြိုက်ရတိုက်မျိုးတော့မဟုတ်ဘူးနော်အဲ့လိုမျိုးထင်ရတယ်ဒါပေမဲ့တရားတရားတယောက်စိတ်ကိုတယောက်တိပြီးရဲ့အချိန်ကြာမှာဒီဆက်ဆက်ကြီးကခိုင်မြဲပြီးတော့ဗောနော်အဆင်ပြေပါမမယ်ရီဒီမှာမြင်ရသောဆိုရင်လေဒီအိမ်တော်ပြုဖို့ဗောနော် marriage လောက်ထိဖြစ်နိုင်တယ်မိသားစုဘဝတည်ထောင်မှုလောက်ထိဖြစ်နိုင်တယ်ဗောနော် okay ဒါလေးကနောက်ဆုံးကဘောနော် damagician ကလေးယူလာတဲ့သူများတော့ပါဒီမှာလေ damagician ကအမေရိကဒီတဖက်လူရဲ့ အနေဂျီလို့ယူဆရတယ်ပေါ့နော် high fitness ကတော့ rose group 3တမားလေးရဲ့အနေဂျီလို့ယူဆရတယ်အကယ်၍ကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ်တွေးပေါ့နော်ကိုယ့်ရဲ့ personality ကဒီ damagation နဲ့တူလဲဆိုလို့ရှိရင်တော့တစ်ဖက်တူကိုနောက်ထပ်တွေ့ရမယ့် next level ကို the high fitness အနေနဲ့ယူဆလို့ရပါပေါ့နော်လက်ရှိမှာ memory ကဒီ the high fitness ကို group 3တမားလေးရဲ့အနေဂျီအနေနဲ့ယူဆပြီးတော့ဖတ်ပြီးသွားမှာဖြစ်ပါတယ် group 2ယူလာတဲ့လူတွေကလေကိုယ့်နဲ့တွေ့မဲ့လူနဲ့ကိုယ့်နဲ့ကလေလုံးဝကို မတူညီတဲ့ကမ္ဘာနှစ်ခုကနေလာတဲ့အနေအနေကြီးမျိုးမရီမြင်ရတယ်เนาะဒီမှာဆိုလို့ရှိရင်လောက two different walls ပေါ့เนาะ background နေနောက်ဟိုလောက꽌ပြားနေတဲ့နေရာနှစ်ခုကနေပြီးတော့လာတဲ့ပုံစံမျိုးမရီမြင်ရတယ် အဲ့ဆိုရင်တပတ်လူရဲ့အနေကြီးကိုအရင်ပြောပြပါမယ်နော်တပတ်သူကလေရီမှန်ချက်အရန်ကြီးတယ်သူလိုချင်တဲ့အရာကိုဖြင့်အောင်လုပ်တတ်တယ်ပေါ့နော်ပြီးရင်ဒီသူရှင်တန်ရာပတ်ဝန်းကျင် environment တကူမှာအမြဲတမ်းထိတ်ဆုံးကားနေပဲရက်တည်ခြင်းတယ်ဒါမှမဟုတ်ရင်ထိတ်ဆုံးရအောင်အမြဲစူးစမ်းနေတဲ့သူမျိုးပေါ့နော်အမြင့်ကိုရအောင်သူကလေဟိုအမြန်ဆုံးခမင်းမြန်ရအောင်သူကစူးစမ်းရလို့မျိုးပေါ့နော်တခါလေကြာရင်သူရဲ့အနေကြီးကတိတ်ပြီးတော့ grounded မဖြစ်ဘူးဟိုအပေါ်ကိုပဲမော်ကြည့်နေပြီးတော့လေအောက်မှာ ဘာဖြစ်နေလဲဆိုတော့တိတ်ပြီးတော့ဂယုမဆိုင်တဲ့တိတ်ပြီးဂယုမဆိုင်မိဘူးပေါ့နော်အဲ့လို energy မျိုးမရမြင်ရတိတ်ပြီး ground တက်မဖြစ်ဒါပေမဲ့သူ့မှာကောင်းတဲ့ချက်ကကြာသူကရီမန်းချက်အရန်ကြီးတယ်ဖြစ်ချင်တဲ့ရအောင်ဖြစ်အောင်လုပ်တယ်နောက်ပြီးလို့ရှင်သူ့မှာသူ့လိုချင်တဲ့ desire တွေအလို incentive တွေကိုပေါ့နော်တကယ်ဖြစ်အောင်လုပ်နိုင်တဲ့ background ရှိတယ် resource တွေရှိတယ်အဲ့လိုလိုမျိုးပေါ့နော်အဲနောက်သူက image ကိုလည်းအရန်ဂယုဆိုင်တဲ့လူမျိုးပေါ့နော်လူတွေရဲ့အထင်ကြီးတာကို လိုချင်တယ်အဲအဲ့လို appearance ကိုအရင်ဦးစားပေးရလူမျိုးပေါ့နော်အဲ့လိုမျိုးမြင်ရတယ် maybe သူရဲ့အလုပ်ကိုင်းဆိုလို့ရှိရင်ဒီစီးပွားရေးလုပ်ငန်းရှင်တို့ဒါမှမဟုတ်လို့ရှိရင်ဒီခရီးသွားရေးလုပ်ငန်းတို့အမျိုး travel နဲ့ပတ်သက်တဲ့ဟာတွေပေါ့နော် maybe influencer တွေပဲဖြစ်ဖြစ်နိုင်တယ်ပေါ့နော် influencer ဆိုတော့တကယ်ကို luxury influencer တို့ luxury experience influencer တို့ travel influencer တို့ အဲနောက် EDM party organizer တို့အဲ့လိုမျိုးပုံစံမျိုးဖြစ်ဖြစ်နိုင်တယ်ပေါ့နော်သူနောက်ပြီးရီမန်ချက်လည်းကြီးတယ်အလုပ်ကိုလည်းအရန်စူးစားရယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးမယ်ပြီးတွေ့တယ်ကိုကကြာသူနဲ့ဆက်ညင်ပါပေါ့နော်ကိုကကိုရဲ့ inner self ပုံစံအတိုင်းမှာကိုနေရကိုရဲ့ true version အတိုင်းမှာနေရသူများဘယ်လိုပဲမြင်မြင်သူများဘယ်လိုပဲထင်ထင်ပေါ့နော်ဟိုကိုပုံစံအတိုင်းမှာ ကိုနေတတ်တဲ့လူမျိုးပေါ့နော် authentic ဖြစ်တယ်ကိုရဲ့အနေကြီးကလေအဲ့ကိုရဲ့အရင် authentic ဖြစ်တဲ့အနေကြီးမျိုး तू ကအနေကြီးကသူ့တော့အရင် mysterious ဖြစ်စေရပေါ့နော်အရင်စိတ်ဝင်စားစရာကောင်းတဲ့ဒီလိုသူ့အနေနဲ့မြင်ရစေရပေါ့နော်အဲ့လိုပုံစံမျိုးဒါပေမဲ့ကိုကอืมဒီ group တစ်ခုတည်းရောက်လာပြီဆိုလို့ရှိရင်ကိုပုံစံကွဲထွက်နေရပေါ့နော်တိတ်ပြီးတော့ ဒီအုပ်စုနဲ့တိတ်မျိုးမရောတတ်ဘူးအဲဟိုနည်းနည်း introvert ပုံစံလိုမျိုးနည်းနည်းတိတ်ဆိတ်တဲ့ပုံစံလိုမျိုးပေါ့နော်ဒါပေမဲ့ intuition အရင်ကောင်းတယ်အဲလူတော်တော်များများရဲ့စိတ်ခံစားချက်ကို မပြောဘဲနဲ့ဟိုကိုယ့်ရဲ့ intuition ကနေပြီးတော့တိနေတာမျိုးပေါ့နော်အဲ့လို energy မျိုး merit ဒီမှာမြင်ရတယ် intuition လည်းအရင်ကောင်းတယ်နောက်ပြီးလို့ရှိရင်ဟို ဘဇက်ကမပြောပေးမှလေကိုစိတ်ထဲမှာတည်နေတဲ့အရာတွေကအများကြီးပဲလောကကြီးကိုလည်းလေသူများမမြင်တဲ့ရှုထောင်းနေမြင်တတ်တယ်နောက်ပြီးအသွေးခေါတွေကအရန်လက်ရှိုင်းနေပေါ့နော်ခန်းစားချက်လည်းလက်ရှိုင်းနေဒါပေမဲ့ရှင်တယ်မှာပဲထားတတ်တယ်ဘဇက်ကနေတိတ်ပြီးတော့ထုတ်မပြောတတ်ဘူးပေါ့နော်အဲ့လိုအနေကြီးမျိုးမယ်ပြီးမြင်ရတယ်အဲဆိုသူနကုန်နာလေးနှစ်ယောက်ကတွေးဆုံပြီဆိုလို့ရှင်အရန်တယောက်တယောက်လေးအမျိုးအရန် curious ဖြစ်တာပေါ့နော်စဉ်းစားစရာကောင်းတယ်နောက် ဟိုဒီမှာဆိုလို့ရှိရင်သမုန်းကက်ကလေပြောရရင်ဒီနောက်မှာဘာတွေရှိလဲဘာတွေဖုံးကွဲလာလဲပေါ့နော်သူ့ရဲ့အနောက်မှာဘာတွေရှိလဲဆိုတာအဲ့မျိုးတိကျနေတဲ့စိတ်မျိုးပေါ့ဒီကလကာရဲ့နောက်မှာဘာရှိလဲဆိုတာတိကျနေတဲ့စိတ်မျိုးပေါ့နော်အဲ့လိုမျိုးပဲသူနဲ့ကိုယ်နဲ့ကြာမှာလဲဟိုအချင်းချင်းမျိုးစိတ်ဝင်စားရပေါ့နော်နာ mysterious အရင်ဖြစ်တဲ့ energy မျိုးအဲ့လိုမျိုးကိုမြင်ရတယ်နောက်နေဒီ connection က တကယ်ကိုဆိုးလဲပဲထီကိုတရားကိုတရားအလိုင်းဖြစ်တဲ့အနေကြီးမျိုးလိုမဲ့ပြီးမြင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီ demon ကကလေးဟို spiritual အရာဆိုလို့ရှိရင်ဖုံးကွယ်တာရဲ့အရာတွေအောင်မှဟိုတိတယ်မြင်တယ်ပေါ့နော်။နောက်ကိုကလည်း high priestess ဖြစ်တဲ့ဆိုတော့လေ intuition ကအရင်ကောင်းတယ်။အဲ့လိုမျိုးပေါ့နော်သူကလေအပြင်းမှန်းကြီးတိုင်းရောသူကတို့အရင် confident ရှိတယ် confident man ပေါ့နော်ဒါပေမဲ့ဒီကိုကိုယုံကြည်မှုရှိရဆိုရယ်သူတရားရဲ့ မျက်နှာဖုံးရင်အောက်မှာပေါ့နော်သူရဲ့ insecurity တွေအများကြီးရှိတယ်လူကြီးစီကအဲလိုမျိုး judge လုပ်ခံရမှာလို့ criticize လုပ်ခံရမှာဝေဖန်ခံရမှာလို့အဲ့လိုမျိုးလေသူမှကြောက်ရွံ့စိတ်ပြီး insecurity တွေရှိတယ်အဲ့အရာကိုကိုကကိုကလေမပြောပနဲ့ဟိုနားလဲပေးနိုင်နေပေါ့နော်ကိုက intuition အရင်ကောင်းတဲ့လူဆိုတော့လေအဲ့လိုမျိုးမယ်မြင်တယ်နောက်လေဒီမှာဆိုဒီနှစ်ယောက်ရဲ့အနေချီကိုကြည့်လိုက်လို့ရှိရင်လေ ဟို Katy Perry ရဲ့ Unconditionally Sound နဲ့ကလို့ပဲဟို There's no fear now let go and just be free ပေါ့နော်ညာငါနဲ့သူ့ရဲ့ချိန်ကြာလို့ရှိရင်ဝီဖန်ခံရမှာလို့ criticize လုပ်ခံရမှာလို့သူများကိုယ်အထင်သေးွားမှာလို့အဲ့လိုမျိုးကိုယ် image နဲ့ပတ်သက်ပြီးတော့သူများကိုယ်အမျိုးပေါ့နော်မြင်တဲ့ဟာတွေကိုစိတ်ပူစရာမလိုဘူးကြောက်ဖို့မလိုဘူးပေါ့နော်ညာငါနဲ့အတူတူရှိနေတဲ့အချိန်ဆိုလို့ရှိရင်ညရဲ့ပုံစံအတိုင်းရှင်တန်လို့ရှင်တန်လို့ရတယ် ကိုပုံစံအစမ်းမှန်တိုင်းနေလို့ရရဆိုတော့အနေကြီးမျိုးပေါ့နော်ကိုကသူ့ကိုပြောရမှာဆိုဆိုး protection ပေးနိုင်တဲ့လူမျိုးပေါ့နော်သူကလည်းအဲ့လိုပဲသူကဒီဟို group တစ်ခုရောက်ပြီဆိုလို့ရှိရင်ပြောရမှာဆိုလို့ရှိရင် influence လုံးနိုင်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုရဲ့လိုအပ်တဲ့အရာလေးကိုလေသူကအဲ့လိုမျိုးဖြည့်စီပေးခြင်းနဲ့နောက်ပြီး product လုပ်ပေးခြင်းနဲ့အဲ့လိုအနေကြီးမျိုးမြင်ရတာပေါ့နော်တရားနဲ့တရားပါလေနောက်ပြီးလို့ရှိရင်စကားလုံးနဲ့ပြောစရာမလိုဘူးတယောက်တယောက် ပုံစံကကွဲတယ်ပေါ့နော်တရားတရားလာတဲ့ background တွေကွဲတယ်ပြီးရင်ဒီ energy တွေကကွဲတယ်ဒါပေမဲ့နားလဲအပြန်အလှန်ပေါ့နော်စကလုံးတွေမလိုဘဲနဲ့တရားတရားနားလဲပြီးနိုင်တယ်တရားတရားကကွဲပြီးခြင်းနဲ့ဖိမရပေါ့နော်အဲ့ဒီ energy မျိုးမြင်ရတယ်ဒီ energy ကလည်းဒီမှာ oracle ကအရာဆိုလို့ရှိရင်တရားနဲ့တရားပေါ့နော်ပို့ဖို့ပါပါစကားလေးပါကြီးပြောရင်းနဲ့မှအဲ့လိုမျိုးဟို deep connection တစ်ခုဖြစ်သွားတာမျိုးပေါ့နော်အဲဒီလိုမျိုး အာဆိုဆိုလေဗယ်ကွန်နက်ရှင်တစ်ခုဖြစ်သွားမဲ့အနေကြီးမျိုးမယ်ရီမြင်ရပေါ့နော်တရားတရားအရန်ချေ့လောက်ရမျိုးမဟုတ်ဘဲနဲ့စကားကြီးပြောရင်းနဲ့မှဒီ topic တစ်ခုကိုပေါ့နော်အကြောင်းအရာတစ်ခုကိုအချင်းချင်းအပြန်လန်းမျိုးဆွေးနွေးရင်းနဲ့မှာတယောက်ရဲ့အယူဆတွေကိုတယောက်ကလက်ခံနားလည်ပြီးရောပေါ့နော်ဂဲကို mystery ရဖြစ်တဲ့ connection တစ်ခုဖြစ်သွားမယ်လို့မယ်ရီဒီမှာမြင်ရတယ်ဒါလေးရောပိုင်း 3D ရဲ့ reading ပေါ့နော် အဲမယ်ရီကဒီ reading အပြည့်စုံပေါ့နော် YouTube မှာအမြဲတမ်း update တွေတင်ပြီးွားမှာဖြစ်လို့ Mary ရဲ့ YouTube channel Movement Chain Ambassador ကိုလည်း like and subscribe လုပ်ကြပေးဖို့အားလုံး request လုပ်ပါရစေ။နောက်ထပ်မိကြတဲ့လူတို့တယောက်ချင်းစီတိုင်းကိုလည်း Mary ကျေးဇူးတူတင်ရှိပါရစေ။အားလုံးကိုအဲနောက် video မှာဆက်တွေ့ကြမှာနော်။ Bye bye ။